အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ခွားချန်နယ်ကနေကြိုဆိုပါတယ်ရှင်ကျမကတော့စာဖတ်သူ K ပဲဖြစ်ပါတယ်ကျမအခုပဲပြောင်းမယ်ဝတ္ထုတို့လေးကတော့ဆရာတင်ညွန့်ရေးသားထားတဲ့သူ့အိမ်မက်ဆိုတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါတယ်ရှင်သူ့အိမ်မက်ကျွန်တော်တတိယရန်တွင်စာတင်နေသည် ကျွန်တော်ကလေးတွေကိုပြောမိသည်လူမအိမ်မက်ရှိရမယ် ခင်သူအားထပြောသည်တမင်းညာအိမ်မက်မတ်တာပေါ့အိမ်မက်ထဲမှာတရဲချောင်းလို့ပြေးလိုက်ရတာတခန်းလုံးရည်ကြသည်ကျွန်တော်လည်းရည်လိုက်မိသည်အဲ့ဒီအိမ်မက်ကိုပြောတာမဟုတ်ဘူးကွလူတိုင်းလူတိုင်းကိုဘာဖြစ်ချင်နေဆိုတာအနာဂတ်စိတ်ကူးရှိရမယ်လို့ပြောတာပုသေးရမေးပြန်သည်အနာဂတ်ဆိုတာဘာလဲဆရာအနာဂတ်ဆိုတာမဖြစ်သေးတာကိုပြောတာ ဆရာပြောခြင်းနဲ့အိမ်မက်ဆိုတာမဖြစ်လာသေးတာကိုမင်းတို့ခံမှန်းထားရမယ်လို့ပြောတာဥပမာဆရာငငယ်ကကျောင်းဆရာဖြစ်ရမယ်လို့အိမ်မက်မှတ်ခဲ့တယ်အခုဆိုကျောင်းဆရာဖြစ်နေပြီလေအဲ့ဒီလိုအိမ်မက်မျိုးကိုပြောတာကဲမင်းတို့မေးမယ်တယောက်ချင်းထပြောကြည့်ကြစမ်းကလေးတွေပြောနေကြသည်တယောက်ပြီးတယောက်ပြောကြသည်ဆရာဝန်ကြီးဖြစ်ခြင်းနဲ့ကျောင်းဆရာကြီးဖြစ်ခြင်းနဲ့ ။သူနာပြုတ်ဆရာမဖြစ်ချင်နဲ။ကုံကားကြီးမောင်းချင်နဲ။တင်မောင်းကြီးမောင်းချင်နဲ။တထီးဖြစ်ချင်နဲ။ဖုန်ကြီးဖြစ်ချင်နဲ။ကလေးတွေတယောက်ပြီးတယောက်ထပြောကြသည်မှာပြောစရာကောင်းလာသည်။ကျွန်တော်တတိထားမိသည်မှာလုံးဝထမပြောရသေးသည့်သူတယောက်ဖြစ်သည်။သူ့နာမည်မှာအေးအေးဖြစ်သည်။သူကမျက်လုံးလေးကြောင်တောင်တောင်နဲ့လိုက်ကြည့်နေသည် ကျွန်တော်အကြောင်းကိုသူပြောင်းလာဒီမှာမကြသေးကျွန်တော်နဲ့ကလေးတွေဆက်ဆံပြောဆုံနေထိုင်ပုံမှာသူ့အတွက်စိန်ကောင်းစိန်နိုင်သည်ပြီးတော့သူကအရွယ်နဲ့အတန်မှမြအသက်ကကြီးနေပြီးအတန်းကငယ်နေသည်သူ့အရွယ်သူတွေဆိုရင်ငါးတန်းလောက်ရောက်ကုန်ပြီအီအီကចောင်းပတ်တ်ခဲ့ရဒီမှာကြာပြီယခုမှရွာကိုရောက်လာသဖြင့်သူနေခဲ့သောအတန်းအတိုင်းပြန်ထားပေးရခြင်းဖြစ်သည် ျွန်တော်ကအေးအေးနားကိုတွားရက်လိုက်ပြီးတမီးအေးအေးတမီးရောဘာအိမ်မက်မှမရှိဘူးလားပြောနေအေးအေးကကျွန်တော်ကိုမျက်လုံးလေးကြောင်တောင်တောင်နဲ့ကြည့်နေသည် သူ့မျက်လုံးတွင် မျက်ရည်လေးတွေဝဲနေသလိုပင်ကျွန်တော်ကစိတ်မကောင်းစွာနဲ့တမီးမပြောချင်ဘူးလားမပြောချင်လဲနေလေရပါတယ်ဆရာဟင်းတမီးအသက်ရှင်ခြင်းနဲ့ ကျွန်တော်ယဉ်နှင့်သွားသည်ရုတ်တရက်လဲကြခြင်းလောက်အောင် ခံစားသွားရသည်အဘယ်ကြောင့်ဆိုတော့အေးအေးအကြောင်းကိုကျွန်တော်သိနေသောကြောင့်ဖြစ်သည်တမီးခုလဲအသက်ရှင်နေတာပဲကွယ်ဟိုလေအနာကဆိုတာအကြကြီးလားတမီးကြီးလာတဲ့အချိန်ကိုပြောတာလားဤပေါ့ကွယ်တမီး ြီးတဲ့အထိအသက်ရှင်ခြင်းနဲ့ကျွန်တော်စိတ်မကောင်းလွန်းသဖြင့်ညံ့ရီမကြမိအောင်ထိန်းထားရသည်အီအီကခေါင်းလေးငုံပြီးလွယ်အိပ်ပေါ်ကို မျက်နှာမှောက်ချထားသည် ကျွန်တော်ကအီအီခေါင်းမှစပင်လေးတွေကိုပို့ရင်းနှစ်သိမ့်ပေးလိုက်သည်သူကမျက်နှာကိုမဖော်ဘဲပြောနေသည် သူ့အတန်တွင်ငိုရှိုက်တန်တွေပါနေသည်အဖေလည်းတည်ပြီး အမေလဲတည်ပြီကိုကိုလဲတည်ပြီမမလဲတည်ပြီသမီးတယောက်တည်းကျန်တော့တယ်သမီးအသက်ရှင်ခြင်းနဲ့ကျွန်တော်မနေနိုင်တော့အခန်းအပြင်ကိုထွက်သွားပြီးတကားအကွယ်ရင် မျက်ရည်တွေကိုတိုက်ပုံထဲမှလက်ကင်ဘွားအားထုတ်ပြီးတုတ်လိုက်မိသည်အခြေအနေကိုမနှဲထိန်ထားပြီးမှကျွန်တော်အခန်းထဲပြန်ဝင်လာသည်အေးအေးကိုသူ့ဘေးမှာတငယ်ချင်းတွေက ဝိုင်းပြီးနှစ်သိမ့်ပေးနေသည်အေးအေးသည်သူ့မှာခင်တွယ်စရာမိသားစုဆို၍တယောက်မှမရှိတော့သူဖြစ်သည် သူ့ကို သူ့အဖွားထံဆွေမျိုးတယောက်ကလာဖို့သဖြင့်ကြွေမွေးစောင့်ရှောက်ထားရသည်ကျွန်တော်ထိုနေ့ကကျွန်တော်ရီမှန်းချက် ကျမရီမှန်းချက်ခေါင်းစဉ်ဖြင့်စာစီစာကုန်းရင်းရန်တင်ကြားဖို့စိတ်ကူးလာသည်ထို့ကြောင့်လည်းသူတို့လေးတွေကိုအိမ်မက်အကြောင်းအနာကအကြောင်းတွေနဲ့အစာပြိုးကတဖြည်းဖြည်းဆွဲခေါ်နေခြင်းဖြစ်သည် တမီးအသက်ရှင်ခြင်းနဲ့ဟူပြောလိုက်သည့်အနာကက်ရီမန်းချက်စိတ်ကူးသည်ကျွန်တော်မတွေးခဲ့မိတော့ကလေးတယောက်ဤအိမ်မက်တစ်ခုဖြစ်သည်တချို့သောသူတွေအိမ်မက်မှာလက်တွေ့ဆန်းသည်ထိုကလေးကသူ့အိမ်မက်ကိုရင်းနိုင်မှမလားကျွန်တော်ဖတ်ကြည့်ခြင်းမိသည်တင်ညွန့်၁၂ရက်၁၂လ၂၀၂၄ နာဆင်ပေးသူအားလုံးကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။ကျမတို့ရဲ့ခွန်အား channel လေးကနေတူတာရတအဆုံးလင်းကိုပေါ်ပြပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ channel လေးကို like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့ရှင်။နာဆင်ပေးသူအားလုံးကိုစိတ်နှပါရွှင်လန်းချမ်းမြေကြပါစေရှင်။